မိမိရဲ့နေစဉ်ဘဝမှာစိတ်နှလုံးအေးချမ်းစွာချမ်းမြမ်းသာသာနေနိုင်ဖို့အတွက်ဘာလုပ်ရမလဲချမ်းမြမ်းသာသာနေဖို့အတွက်ဘာနဲ့နေရလူလောကဆိုတာသာဝဏီတွေနဲ့တောကတွေရှိတယ် သားရေသမီးရေဆိုရလို့စိတ်ပူရတဲ့အချက်တွေအများကြီးရှိတယ်။အဲဒီလိုစိတ်ပူပြီးတော့နေတဲ့လောကကြီးထဲမှာစိတ်အေးချမ်းသာစွာဘယ်ပုံနေမလဲလို့ဆို။ရသော်ဘုရားရဲ့ခုံကိုအာယုံပြုပြီးတော့နေမယ်။ရသော်ဘုရားရဲ့ခုံနေခြင်းစုတွေဘုရားဆိုတာနော် မဟုတ်တာပဲတော့မှမလုပ်ဘူးစိတ်껙ရမှတောင်းမကောင်းဘူးမလုပ်ဘူးဆိုတဲ့အရဟံဆိုတဲ့ဂုဏ်တော်ဒီတရားဓမ္မကိုမှန်ကန်ကိုယ်တိုင်သိတယ်ဆိုတဲ့သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ဒီအတိညာနဲ့အကျင့်စရဏဝိဇ္ဇာစရဏနဲ့ပြည့်စုံတယ်ဆိုတဲ့ဂုဏ်တော်ဒီဖရာဂုဏ်တော်ဒီကိုတစ်ခုချင်းတစ်ခုချင်းဆင်ခြင်စဉ်းစားပြီးတော့နေမယ်ဆိုလို့ရှိရင်စိတ်ပူလောင်မှုတွေဟာ တတင်းကအဖြစ်အငိမ့်သွားကြမှာဖြစ်တယ်။မြတ်စွာဘုရားကိုအာယုံပြုနေမယ်၊တရားကိုအာယုံပြုနေမယ်၊တန်ခါကုံကိုအာယုံပြုနေမယ်။ဘုရားတရားတန်ခါထဲမှာစိတ်ကိုနှိမ့်မြုပ်ပြီးနေမယ်ဆိုလို့ရှိရင်ခန္ဓာကဆောင်စည်းမှုအပြင်စိတ်အေးနှလုံးအေးချမ်းစွာစိတ်အေးလက်အေးအခုလိုဘဝမှာနေမယ်ဆိုလို့ရှိရင်ဒီဘဝမှာလည်းချမ်းချမ်းသာသာဖြစ်လို့ ရသော်ဘုရားရဲ့ဂုံကိုအာယုံပြုနေတဲ့အချိန်မှာတရားဂုံကိုအာယုံပြုနေတဲ့အချိန်မှာတန်ခါဂုံကိုအာယုံပြုနေတဲ့အချိန်မှာဘာဖြစ်လဲလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးဘုရားဂုံတရားဂုံတန်ခါဂုံထဲမှာစိတ်လေးဟာတည်ငြိမ်ပြီးတော့နေသွားခုကပြောတာလို့ဘုရားဂုံပရိစိတ်နေမယ်တရားဂုံတန်ခါဂုံပရိစိတ်နေမယ် ဖရာတရားတန်ခါကိုအာယုံပြုနေခြင်းအပြင်စိတ်နှလုံးအေးချမ်းမှုရရှိနိုင်တယ်လို့ဒီလိုဆိုလို့အကယ်၍ဖရာကုံတရားကုံတန်ခါကုံကိုအာယုံမပြုဘူးဆိုရင် နောက်ထပ်ဘာလိုအပ်ချက်ရှိတုံးတခြားနည်းပါရှိသေးတုံးဆိုလို့ရှိရင်တခြားမစင်းသားနဲ့မနေ့မိုးလင်းတဲ့အခါမှာငါးပါးသီလလေးစောက်တည်ရရောက်တဲ့အခါကျတော့ပြန်စင်းသား ဒီနေ့ငါတသိတ္တဝါပဲတ္တဝါမြတ်တမိတယ်လဲမတတ်မိဘူးငါဘာတိလာပြည့်စုံတယ်ဆိုရင်ကုတိလာလေးကိုတမိုးထားပြီငါဟာဒီကနေ့ယဟနာပုဂ္ဂိုလ်ကြီးနေနီးကားနဲ့ငါအောင်းအောင်းမြင်းမြင်းနေရပြီဒီကနေ့ဘယ်တ္တဝါကိုမှငါမတတ်ဘူးအင်မတန်ကောင်းရတဲ့အချက်တစ်ခုကိုငါ ပြပြဝါဝါကြီးချင်းလျာပြီလို့စိတ်ထဲမှာဝမ်းသာအောင်နှလုံးသွင်းအဲဒီလိုဝမ်းသာနေမယ်ဆိုလို့ရှိရင်ជីနူးတဲ့စိတ်တွေဖြစ်လာမှာထို့တူပဲအဋိဏဒါနသူရပစ္စည်းကိုငါပတရားမယူဘူးသူတော်ဘာသာမယားကိုပြမားတာမရှိဘူးဘု து ကိုမှအတိအောင်လိမ့်လီပြောကြတာမရှိဘူးအယက်သေးစားတောက်စားမှုမရှိဘူးငါဒီကနေ့ကျင့်လျရတဲ့အကျင့် တကယ်ကိုမြတ်နိုးဘွယ်ကောင်းပြီအရိယသူတော်စင်နေအချင်းကိုငါချင်းရပြီပြီလို့ကိုတီလာလေးပဲကိုတွေးနေလိုက်အဲ့ဒီတွေးနေခြင်းအားဖြင့်စိတ်ကြည်နူးမှုတစ်ခုရလာအဲ့ဒီရလာတဲ့ကြည်နူးမှုအလွန်တန်မိုးရှိတဲ့ကြည်နူးမှုစိတ်အေးချမ်းမှုဟာစိတ်နှလုံးအေးချမ်းပြီးပူလောင်တဲ့ဘဝတက္ကနာလေးမှာ ပါရေသမီးရေစီးပွားရေဆိုတာလေးကိုခဏမေ့ထားလိုက်ပြီးဖရာကုံကိုအာရုံပြုလိုက်မယ်တရားကုံကိုအာရုံပြုလိုက်မယ်တန်ခါကုံကိုအာရုံပြုလိုက်မယ်ငါးပါးတိလကိုးဆောင်ထိန်းတာလေးကိုမကြိုးမပေါက်မပြောက်မကြားတာလေးကိုအာရုံပြုပြီးတော့စိတ်ထဲမှာကြည်နူးလိုက်မယ်ဆိုဒါဟာဒိဋ္ဌဓမ္မဒုက္ခဝိဟာရလက်ရှိဘဝမှာချမ်းချမ်းသာသာနေထိုင်ခြင်းလို့ဒီလိုဆိုဆောင်စည်းမှု၅ရက်နဲ့ပြည့်စုံပြီးတော့ မျက်မှောက်ဘဝမှာစိတ်အေးလက်အေးချမ်းချမ်းသာသာ နေထိုင်မှုဟောဒီမျိုးဘုရားကုံကိုအာရုံပြုတယ်တရားကုံကိုအာရုံပြုတယ်တန်ခါကုံကိုအာရုံပြုတယ်ကိုယ်တီလာကိုဆင်ញင်ပြီးတော့တီလာရဲ့တန်ဖိုးကိုစိတ်ထဲမှာမျက်မျက်နှုံနှုံထားတယ်နေစဉ်ဘဝမှာနေစဉ်လောက်ကင်ကြည့်မြတ်စွာဘုရားရဲ့အဆုံးအမဆိုတာလက်တွေ့ကျင့်သုံးမှုလိုအပ်တယ် အခုလိုတရားပွဲတွေလုပ်ပြီးတရားနာတယ်ဆိုတာဘာလို့ရမယ်ဆိုတာသိဖို့တရားနာတာဖြစ်တယ်အခုမြတ်စွာဘုရားဟောတဲ့ထုတ်တန်အရာမြတ်စွာဘုရားကစောင်းစည်းမှု၅မျိုး ਨੇ ဆိုရမယ်တဲ့နံပါတ်1ဒုက္ခဝိဟာရချမ်းမြမ်းသာသာနေထိုင်မှု၄မျိုး ਨੇ ပြည့်စုံရမယ်ဘုရားကုံကိုအာရုံပြုပြီးချမ်းသာစွာနေမယ်တရားကုံကိုအာရုံပြုပြီးနေမယ်တရားသံဃာကုံအာရုံပြုပြီးနေမယ် ငါးပါးသီလကိုဆင်ញင်သုံးသပ်ပြီးတော့ဝန္တပီတိဖြင့်နေမယ်ဆိုတဲ့ဒီဒုက္ခဝိဟာရ၄ရက်နဲ့ပြည့်စုံပြီဆိုတဲ့ပုဂ္ဂိုလ်ဟာကိုယ်ကိုယ်ကိုအပင်ငယ်လွတ်ပြီဆိုတာဆုံးဖြတ်ချက်ချနိုင်တယ်လို့မြတ်စွာဘုရားကဒီတုတ်တံမှာသူများကိုမေးစရာမလိုဘူးဒီအချက်တွေကိုယ်မှလုံလောက်တယ်ဆိုရင်ငါသေရင်ဘယ်တော့မှငရေမကြဘူးငါသေရင်ဘယ်တော့မှတိရစ္ဆာန်မဖြစ်ဘူး ငါသိရင်ဘယ်တော့မှပြိတ္တဘုရားမရောက်ဘူးဆိုတာရင်းရဲကြီးပြောနိုင်တယ်လို့မြတ်စွာဘုရားဒီတုတ်တံမှာဒီလိုဟောထားတာဖြစ်တယ်ဓမ္မမေဆွေတတော်ကောင်းအပေါင်းတို့အားလုံးပဲမင်္ဂလာပါခင်ဗျာကိုစိတ်နှပြစမ်းမချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့လိုက်ပါ